စစ်ကောင်စီထိန်းချုပ်တဲ့ရှမ်းပြည်မြောက်ပိုင်းလာရှိုးမြို့ကတာဝန်ကျရှင်ထိန်းရဲမှုမြို့ထိုင်ဟာကုန်တင်ရင်နဲ့လိုင်စင်မဲ့ကားတွေအပေါ်ငွေတောင်းချနေပြီးငွေစေဝါသုံးဆွဲကတနတ်တကားကနဲ့ရန်ကားနေတယ်လို့ဒေသခံတွေကမဲခေါင်ကိုပြောပါတယ်ပြီးခဲ့တဲ့အောက်တိုဘာလ9ရက်နေ့ကလာရှိုး KTV တခုမှအရက်နဲ့အတူ K လို့ခေါ်တဲ့မူရစေတမျိုးတုံပြီးလာရှိုးရဲစခန်းလိုင်းကမှတရားမဝင်ကင်ဆောင်နေတဲ့ပစ္စတိုနဲ့တနတ်6ချက်ပြစ်ပေါက်ခဲ့တယ်လို့သိရပါတယ် ီကိစ္စနဲ့ပတ်သက်ပြီးလာရှိုးပြည်နယ်ရဲမှုကိုတိုင်မျိုးထိုက်ကိုအချုပ်ထဲထည့်ခဲ့ပေမဲ့ညာရင်းချင်းအချုပ်ထဲကနေပြန်လွတ်လာခဲ့သလိုအထက်ဌာနကိုဆက်လက်တင်ပြခြင်းအမှုဖွင့်အရေးယူခံခဲ့ရခြင်းမရှိခဲ့ဘူးလို့တရင်းရင်းမြစ်ဦးကပြောပါတယ်။သူကအထက်ကိုခါနိုင်နေဆိုပြီးတောင်းညံ့နေတာဆေးလဲဆွဲနေပြီးအစိုးဆုံးကတော့မူးလာရင်တနက်တကားကနဲ့လူမိုက်စကားပြောပြီးချင်းချောက်တာပဲလို့မဲခေါင်ကိုပြောပါတယ်။ လာရှုံမျိုးကိုဖြတ်သွားတဲ့မူဆယ်ကအောက်ခုံမဲ့ကားရီစီကနေလက်ငွေယူပြီးသူ့ရဲ့တပည့်ဖြစ်သူစကားပြောဆက်နမယ်ရှီမန်းကနေတဆင့်ရယူနေတယ်လို့ရင်းနှင်းရက်တက်ဖွဲ့နေနီးဆက်တဲ့သတင်းရင်းမြစ်အူကအတည်ပြုပါရယ်ဒီရင်ထင်းရဲမှုဟာလာရှုံမျိုးကို2021ခုနှစ်ဇူလိုင်လကလေးကရောက်လာသူဖြစ်ပြီးကိုကန်တက်ဖွဲ့တွေလာရှုံမျိုးကိုတင်ပိုက်ထားချိန်မှာတခြားမျိုးမှာတွားရောက်နေထိုင်ပြီးစစ်ကောင်စီပြန်လဲထိန်းချုပ်လိုက်တဲ့အချိန်ကျမှပြန်ရောက်လာတာဖြစ်ပါရယ်